Hello ဂျေဘိုက်ကနေကြိုဆိုပါတယ်ဒီတစ်ခေါက်ဂျေကမင်းလန်းဥဒုတ်ထူဆိုင်အောင်ရောက်ခဲ့ပါတယ်ဦးချစ်မောင်လမ်းမပေါ်မင်းလန်းထိတ်ကဝတားဒုတ်ထူဆိုင်ပါဒီဆိုင်ကတော့ဦးကောင်းချင်းစာတလေးတွေနာမည်ကြီးတယ်ဗောနော်ဂျေဝတားဒုတ်ထူမစားဖြစ်တာလည်းတော်တော်လေးကြာနေပြီဆိုတော့အခုတစ်ခေါက်ဒီဆိုင်လေးကိုရောက်ခဲ့ပါတယ် ဝတ္တတုထိုးဆိုင်ဒီမှာကလူရှုပ်တာရဲ့သူထိုင်ရတဲ့နေရာထိုင်ခင်းပုံစံကြောင့်ရိုက်ရတာတိတ်အဆင်မပြေလို့ပေါ့เนาะကြည်အဆင်ပြေတလောက်လေးပဲရိုက်ထားခဲ့ပါတယ်နမဲကြီးဆိုင်ဆိုတော့ဝတ္တထုတ်ထိုးရတာတော့ပြောကြမလို့တော့ဘောเนาะကြည်လေဒီဆိုင်ရရတာတော်တော်လေးကြိုက်ပါတယ်။သူ့ထုတ်ထိုးတွေကတချောင်းဝန်900ပါမနက်7နိုင်လောက်ကနေစဖွင့်ပြီးတော့နေ့လယ်3နိုင်ဝင်ကျင်လောက်ဆိုရင်တော့ကုန်တတ်ပါတယ်။ ဂျေ၁၂နှစ်ဝင်းကျင်လောက်ရောက်သွားတာတော့မှဂျေထိုင်စားတာနဲ့ပါနေပေါ့နော်ဂျေစားလို့အပီလောက်မှသူ့ဒုတ်ထိုးကတဝက်ကျော်လောက်ကိုကုန်နေပါပြီ သူရဲ့ကောင်းချင်းအစာတို့အရသာလေးတွေအကုန်လုံးကြိုက်တယ်ပုံစံ၃လေးမျိုးလောက်ရှိတယ်ပေါ့နော်ငချိတ်နဲ့လည်းရှိတယ်ဝက်ဥချောင်းတို့ဘာလို့ပါတာလဲရှိတယ်ဝတ်အုံနောက်ကတော့တပွဲကို9ထောင်မှာစားမယ်ဆိုရင်အဲ့လိုမျိုးလေးလည်းပြင်ပေးရပေါ့နော်။ချင်းဆက်အရသာလေးလည်းပြင်ခိုင်းလို့ရပါတယ်။ဝတ်အုံနောက်လေးလည်းခြေရတော်တော်လေးကြိုက်ပါတယ်။ သူဟင်းရည်ရတာလေးလည်းတောက်လို့ကောင်းတယ်ဟင်းရည်ကိုတော့ဒီဒုတ်ထိုးပန်းနဲ့ရဟင်းရည်ထည့်ပေးရမဟုတ်ပဲနဲ့အိုးတက်တက်ထည့်ရထည့်ပေးရပါသူစီကအကျွတ်ကြော်လေးဆိုလို့ရှိရင်လည်းတော်တော်ရောင်းကောင်းတယ်ခြေလေးတော်တော်လေးကြိုက်တယ်ပေါ့နော်သုံးထက်သားလေးဆိုလို့ရှိရင်အရသာတော်တော်ရှိရယ်အခောက်လေးဆိုလဲကျွတ်ကျွတ်လေးနဲ့ခြေအရန်ကြိုက်ပါတယ်ခြေတငယ်ချင်းလာထိုင်စားတော့သူကကလီစာတိတ်မစားတတ်တော့ဘောနော်အသားကြီးပဲလှီခိုင်းထားတာနဲ့ဒီဟာလေးကအသားကြီးပဲလှီပေးထားတာပါ ဂျာဇန်ကျော်ကတော့တပွဲကို1500ပါဂျာဇန်ကျော်ရဲ့အရသာလည်းတော်တော်စားကောင်းလို့ဂျီတော်တော်လေးကြိုက်ပါတယ်ကျောက်ထိုးတွေရောဝအုံနောက်တွေရောစားရများွားလို့ကြာကြံရောတိတ်ပြီးတော့မစားနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့သူ့ကြာကြံကြော်အရသာလေးကိုကြည်တော်တော်လေးကြိုက်ပါတယ် ဒုတ်ထိုးတွေလည်းဇက်တိုက်စားတယ်လို့ဒီသုံးထက်တာအကျွတ်ကျော်လေးတွေလည်းဇက်တိုက်စားဖြစ်တယ်ဒီအကျွတ်ကျော်လေးတွေကိုတော်တော်လေးကြိုက်ပါတယ်အဲ့နေ့ကဒုတ်ထိုးတွေအများကြီးပဲစားခဲ့ပြီးတော့မစားတာလည်းကြာပြီဆိုတော့ဗောနောတော်တော်လေးစားရတာအားရခဲ့ပါတယ်အချင်ရတာလေးရတော့အချိုဘက်ကိုမဆူစလောက်လေးသွားပြီးတော့ရုပ်သီးစိမ့်ကြိတ်ထားတာလေးတွေကိုထည့်ပေးပါတယ် ကောင်းချင်းစာတုတ်တရားဒီကောင်းချင်းငချိတ်လေးစာတုတ်ထားတာလဲစာလို့ကောင်းတယ်အဖြူရောင်ကောင်းချင်းလေးဆိုလို့ရှိရင်အရသာလေးရာချူချူလေးပါဝတ်ဥချောင်းတို့ပြောင်းမှုတို့အထဲမှာပါတဲ့ဟာလေးဆိုရင်အရသာလေးကပို့ချိုပြီးတော့စားလို့ကောင်းပါတယ်။ဒါဆိုဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်ဗလော့လေးတွေကြမှာထပ်တွေ့ကြမယ်နော်။တတ်တာ။